ဆရာတော်ကြီးကိရိကဘွဲရလို့25နှစ်ပြည့်တဲ့နှစ်ပါ။အော်25နှစ်တော့ဘာရုပ်လို့ငွေရုပ်ပါ။ငွေရုပ်မှာကအော်25နှစ်ပြည့်တဲ့နှစ်ပါ။မမေကုန်းပြည်မှာ။အဲမမေကုန်းပြည်မှာအရင်ကတော့မမေဒီလိုရွေးရှိတာကိုမမေမှာမင်းကမှာငါဇီရီတော်ကြီးပဲရှိအကြောင်းလိုက်မရှိဘူး။အော်တမန်တမန်တမန်။အဲဇီရီတော်ကြီးကကုန်းပြည်ကြီးအကျယ်ကြီးဆိုအဲ့ဒီမှာကိရိကဆန္ဒနာရည်ပြတည်တဲ့အစားတော့အပြည့်စုံနဲ့မွေးမယ်ဆိုပြီးတော့ကြောင်းလိုက်ကြည့်ထားလိုက်တာကြောင်းလိုက်ကြည့်ပြီးတော့ဆရာလေးကိုလည်းစာရေးရလက်ရေးမှုနဲ့ရေးပြီးတော့ တနိုင်ငံလုံးပဲစံတိုက်ကြီးတွေကိုဖြန့်လိုက်တာ။ဩသူဒီမင်းရောမမေကုန်းကြီးပါဒီဝိကစာတနာတွေအတွက်အတိအမွေးမလို့ဒီဝိကကြက်ချင်းတဲ့တန်ဃတော်ရှိနေများများအေးချမ်းချမ်းတင်မဆောင်းကောင်းတဲ့ပတ်သက်လို့နောက်ဆန်တင်းစရာမလိုတော့ဘူးတင်မကြက်ချင်းတဲ့ဆိုရင်ဒီယူလာပြီးတော့ဆက်ကြက်ကြပါဗျာဆိုဆရာကြီးကိုလည်းလက်မှတ်ထုတ်ပြီးတော့စာတနာတွေကိုပို့တင်မဗျာမမလို1340ကိုနေဩလို့80နဲ့ဘယ်နှခုတော့1380 6ခုလောက်ပဲ6ခုတင်မှာအဲဘော46လောက်ရှိ49လောက်ရှိပေါ့နော်တင်မှာနှစ်ပေါင်း50နီးပါပေါ့ဘူးအဲအဲ့ဒီကစတော့တီထောင်ခဲ့တာတင်မှာအဲ့တော့အဲ့လိုဒီပရိကစာသနာလောကကိုစတီထောင်ခဲ့တာဆရာတော်ကြီးပဲရှိတာဟုတ်တင်မှာတင်မှာအဲ့ဒီတော့တခြားအကြောင်းတိုက်တွေရတဲ့စာချက်ရှင်တွေဆိုဒီရောက်လာကြတော့ဒါက တီးတန့်ဆာမဘွဲဝင်လာဆိုတော့အလွန်ရှားပါလား။အော်။နောက်ပိုင်းအဲ့ဒီကတော့မင်းငေါ့ဆရာတို့ကြောင်းတိုက်တစ်ခုပဲရှိတာ။ကျင်းပါတယ်။နောက်ပိုင်းကျတော့ဦးဇင်းတို့ဒီကြောင်းတိုက်ကနေမင်းငေါ့ဆရာတို့ရဲ့တပည့်တွေပြပထမဆုံးဒီဝိရိကဖြစ်တဲ့၆၆ပါးမြောက်ရေသေးဆရာတော့အော်ဒီကျွမ်းမင်းငွေတပည့်ပဲအာဒီဒီကျောင်းထက်ကပဲအကုန်ဒီကျောင်းမှာပဲရန်ကုန်ဒီအဲအော်အညီကတော့မင်းငွေဒီကလာပေါ့နော်ဒီလိုဒီကျောင်းမှာပြီးရအဲဒါဆရာတော်ကြီးကဒီအဲဒီသူကလည်းတီးတဲ့သာသနာစီတီးတဲ့ထောက်မဲ့ဆိုတရောက်ထိုင်တယ်အဲ့ကြမှာ ာသနာတိပိဋကစာမွေးတဲ့သာသနာမွေးတဲ့အကြောင်းတည်းတွေကများလာနည်းနည်းများလာအဲ့တော့ရေစိုးဆရာတော်ကြီးရဲ့တပည့်တွေရတယ်တကယ်တမ်းပြောဆိုဦးဇင်းတို့မင်းတို့ဆရာကြီးရဲ့မင်းတို့တပည့်တွေပေါ့အဲ့တော့တကယ်တမ်းပြောကြည့်ဆိုရင်မြန်မာနိုင်ငံရဲ့တိပိဋကစာလောကဟာမြန်မာဆရာတော်ကြီးနဲ့ကင်းတာလို့မရှိဘူးလို့ပြောရမှာပြောလို့ရသွားတယ်အဲကိုကိုင်းကိုင်းဆန်းဆန်းဆိုတော့ရောဆရာတော်ကြီးနဲ့ ခု၄ပါးမြောက်ရန်ကုန်ဒီဆရာတော်ကြီးအဲဒီဆရာတော်ကြီးတို့အဲအဲ့ဒီခက်မာကန်းအောင်ဆရာတော်ပြမဆရာတော်တွေပဲရှိမှာပြတမန်ဥဒုမရလင်္ကာတော့လွတ်တယ်ပေါ့နောက်ပိုင်းဟိုဆောင်းပါးမြောက်ကစပြီးနောက်ပိုင်းတနည်းနည်းတော့ဆက်ဆက်နေရတာဆက်ဆက်တော့ဆရာတော်ကြီးနေအဲ့လေကလေဒီမှာဒီမှာဒီမှာချောင်းပါမြောက်ကလည်းမင်းငွန်းရမယ်နော်ဒီမင်းဆရာကြီးမင်းငွန်းဆရာပဲမွေးခဲ့တဲ့ဟုတ်တယ်တပည့်ဒီမှာဩဒီမှာ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 ဆိုတော့အဲ့ဒီကျောင်းတိုက်ဒီမှာအခု ဟိုရည်ရွယ်ဆရာတော်ကလည်းမင်းငွေတပည့်ဖြစ်သွားတယ်မင်းငွေတော့ဟုတ်ပါဘူးအဲ့တော့ရည်ရွယ်ကလည်းနောက်ထပ်ကျောင်းလိုက်တွေထပ်ထောင်တယ်ထပ်ထောင်တယ်အခုထပ်ထောင်တယ်ဟာလုံးအရှိခေါ်ပါအဲအရှိတကူအဲတီဗီကအဲကျောင်းသူတို့ကျောင်းလိုက်ကြနာမည်ဘလူတွေပြီးထားတယ်ဗျာတီဗီကမဟာကဏ္ဍဝင်အဲမဟာကဏ္ဍဝင်ဟုတ်တယ်မဟာကဏ္ဍယုံလည်းရှိတယ်တီဗီကမဟာကဏ္ဍဝင်လည်းရှိတယ်တီဗီမဟာကဏ္ဍဝင်လည်းရှိတယ် တင်မဩဟုတ်တယ်တပိကမာကန်တော်ဝင်အများကြီးပြန်ပါလာတာဟုတ်တယ်တပိတော်မှာအခုတော့အကဲခတ်လိုက်တဲ့အခါမှာလေတပိကမာကန်နိုင်မှာလေးချောင်းတော့ရှိတယ်အဲလေးပါတော့တွေ့ရတယ်ဆိုတော့ဒီတပိကမာကန်တော်ဝင်ကမာကန်တော်ဆရာတော်ရရောရေးသေးဆရာတော်လည်းဘုန်းကကြီးပါတယ်ကျမသူသူတောင်းတာကိုတအားအောင်မြင်လာတယ်။အော်ဘုံကကျောင်းဆရာတော်ကြီးရဲ့ဘုံကပေါ့နော်။ဒီမှာတိရမန်ကန်တော်ဝင်ရတဲ့အများကြီး။အော်အဲ့ဒါဆိုအမှန်တမ်းပြောရတော့ ခုနလိုအာဖရိယလိုပဲပါဖရိယဒီလိုပဲဒီမာဖရိယဒီမာဖရိယဒီမာဖရိယဒီမာရာဂေကကူပြီးတော့မာခံတယ်ဒါကြောင့်တိဝိတကလောကမှာတော့ဆရာတော်ဖျားကြီးရဲ့အဲတွေ့တာလွတ်တယ်ဆိုတာတော်တော်ရှားတယ်ပေါ့နော်အခုခုနဟိုအပါပေါင်း269ပါးမှာတွေ့ကြတယ်အဲ268ပါးမှာအပါ60လောက်ပဲအခြားပိုင်းဟုတ်တယ်ဟုတ်တယ်ကျန်တဲ့200လောက်ကတော့မင်းငုံးဆရာတော်ဖျားကြီးအဲတွေ့နေပဲကမ္မ နောက်ထပ်အပား60တောင်မရှိတော့ဘူးဒါလေးကိုလည်းတပြီတော့ဖုံဖုံနဲ့တွေ့ရင်တော့မင်းမယ်ပေါ့။ဘောင်းဆောင်ဖုံဖုံတို့ကဒီမှာနှစ်ရှည်သာလည်းหนีခဲ့တယ်လို့ဒီလောကထဲမှာပျော်တော့ဖုံဖုံအဲ့တော့တပြီတော့အပြီးဒီမှာအဲပေါ့အထီးကကျော်လာတင်တော့အဲ့တော့မလုပ်ဘူးလေရရလားအေးဒီဒီကလောက်တော့လောက်လောက်တယ်လောက်တယ်လောက်တယ်လောက်ရင်းနဲ့ဘောတယ်နော်အော် ောင်းတင်မှာအဲ့ဒီတော့အဲ့ဒီတော့တော့အဲ့ခုနမော်ညိုဆရာတော်ကသူအသိမကြိုက်ဘူးအဲ့ဒီကကိုစာစလုံးပြတ်မှာစိုးတာပေါ့ရှောက်ရှောက်ထွက်နေလို့ဘာလို့ပြတ်တယ်ပေါ့တင်မှန်ပြီးတော့ဒီဇိုင်းမှလောက်ပါလိမ့်မယ်အဲ့လို ဲ့တော့ရှေဘုံရိတ်ကန်နင်းရတဲ့အကြောင်းတရားတွေမှာဟိုမုံအခုသာမျက်စိဆေးုံစောက်တာလေနှစ်ယောက်ဟိုဒီကခါကမျက်စိဆေးုံနဲ့ဒီကြီးတော်ကကရမ်းပြောရစ်ဆိုနှမ်းဖြူယုံပါဟိုကတော့သူဘုံကြီးတယ်ဟိုလားဟိုရှေဘုံရိတ်ကန်တော့ပါတယ်ရွှေရူကအဲဥပ္ပန္နပါလာသူကသူကဒီကလည်းသာပေါ့ဒီကကတော့ဒီကတော်ကတော့အဖြစ်လေးပါဩဒီကလည်းအခုအဲဆရာတော်ကဘယ်မှာလဲဥပ္ပန္နပါလာအာသူကနေပုံမှန်နေတာကတော့မင်းကောင်မှနေတာ ဩမင်းကုန်းဆိုတော့မင်းကုန်းအခုမင်းကုန်းအခုမင်းကုန်းစကိုင်းမင်းကုန်းဦးစင်းတို့ဒီငငယ်ကနေခဲ့တဲ့မင်းကုန်းဆရာကြီးဒီဆောင်ကလည်းနေခဲ့တိပိကတွေကိုပထမဆုံးမွေးရဆိုတော့အเจ้าမှာသူကအမွေခံသဘောမျိုးနေလိုက်တာဩအဲ့လိုနေနေတာဒါပေမဲ့အခုကျတော့တော့အဲ့ရငရဲ့တော့သူနေတဲ့အဆောင်တွေပါပြိုတော့ရွာငံမှာပြောင်းနေနေတယ်ဩရွာငံမှာသူထောင်းတဲ့အကြောင်းရှိကောင်းကြောင်းပဲရှိမင်းကုန်းကြောင်းကဆရာတော်ကြီးထောင်းခဲ့လားအမုတ်သူထောင်းခဲ့တာဩသူထောင်းခဲ့တာဩတင်ပါတင်ပါဒီဦးမြန်ဘယ်တော့လာမနေဖျားပြီးတော့ဆရာတော်ကြီးကိုလည်းမှတ်တမ်းလေးတွေတည်ညင်ပါလားဗျာ မကြမ်းမဆက်သွားလိုက်ပြန်လိုက်ဖြစ်တယ်အဲဘုံကလို့အခွင့်ရတော့တပိတော့ဘုံပြစ်မထားပါဘူးတပိတော့ကကနာလူအဲတက်ရှိထင်ရှားသုဒ္ဓဗုဒ္ဓအခုဘုံဘုံလွတ်လွတ်လပ်လပ်ပြောရတယ်လူဟုတ်ပါပြီဘုံဒါစောင်းနဲ့မရှိတော့ဘူးဘုံဟုတ်ပါပါဘုံကိုချရင်လည်းအဲ့လိုအချိန်မပြီးတော့အဲ့တော့ဘုံဘုံဒီလိုထဲရတော့မမတ်ရပါဘုံဘုံဘလူမြန်ထူးဆန်းအံ့ဩဝရတယ်ဘုံမှာရှိသေးတယ်ထူးဆန်းအံ့ဩဝရထူးမရှိပါဘူးအဲ့ဒီတော့ဟိုမမတ်ရရတစ်ခုပေါ့နော်ဒီကနေ့ပတ်သက်တော့ ရေရောဒီပလေးကအာကုန်ပြီရောအဲရေရောကအာကုန်နဲ့ရေးပြီးကြမှာဆက်နေနေကြတာဟောကော်ဝီတာနဲ့ဒါဒီတရားနဲ့ပြောရမယ်ကြာနဲ့ကော်ဝီတာကရာပြီးရောဆက်နေတောင်ကြာတာပြီးတော့အဲ့ကနာမော်ဂျွန်ဒီပလေးကကပြောတယ်ဥစ္စာနဲ့ဒီပလေးကဖြစ်ပြီဆိုရင်တော့တနေငါလုံးရဲ့ပူဆောင်မှုခံရတာဒါမို့ဗျာအဲ့တော့ကိုကပူဆောင်မှုခံတိုင်းအောင်ပရိစရာတွေခုတော့လောက်တာပရိစရာဆိုအလေးကျန်လေးပေါ့ဩပရိစရာပေါ့ပရိစရာပရိစရာတကွ ပရိစေယဒီမှာပရိစေယလေးချက်လေးချက်ဒီမှာတော့တော့အာဂုံပရိစေယပြည့်ကုံတော့ပွားလာဖြစ်ဖြစ်ဘာရစ်တာမဟုတ်ဘူးဆရာတော်ဘုမာဆိုပထမ်းရွတ်တာမဟုတ်ဘူးနှလုံးသားထဲမှာဖယားနဲ့ပတ်သက်တာတစ်ခုကိန်းနေမှာပူဇော်ဖို့ခံနိုင်မှာပေါ့နော်ဒီမှာပြန်အဲ့တော့ပူဇော်ခံတိုက်တဲ့ဘောက်ထီမရှိဘူးဆိုရင်လည်းဟိုဒီပရိကတော်တော်ပြီးမှာမဟုတ်ဘူးမမအဲ့လောက်ထားရတယ်မမရေပြောတယ်ပြန်ပါဗျာအဲ့ဒီတော့ကအရင်တော့ကတော့လောက်ပါတယ်ပဋ္ဌာန်းရွတ်တာယဉ်ကြီးရွတ်တာ ဘုံတော်ပွားတာနည်းနည်းပေါ့နော်တင်ပါအဲ့ဟာသူပြောတဲ့ခါပို့တိထားပြီးတော့ကြည်ကြည်ပြန်ပြန်လေးတော့ဘုံတော်ပွားဖြစ်တာပေါ့နော်တင်ပါဒါမှဖရာကုံတော်ပွားထဲဆိုတော့ဘုံတော်ပွားကိန်းတို့ဖြစ်တာဟုတ်အဲအဲ့ကျတော့ပူဇော်လို့လေလူတွေလည်းပို့ပြီးတော့အကျိုးရှိကိုလည်းပို့အပြစ်လွတ်တာပေါ့ပွားမှုပွားနည်းလေးနဲ့ပြောပြပါလားဗျာအဓိကကတော့ဂုံတော်ကိုးပါပါပဲဂုံတော်ကိုးပါကဘလုဘလုရစ်တာလေဗျာအော်ဟိုတခုချင်းသောဘကွာတိပိအရဟံအရဟံဆိုရင်လည်းအရဟံရဲ့အဓိပ္ပာယ်လေးတွေနဲ့ပေါ့နော်အဓိက ်အရဟဏတံဘာတံဘုဒ္ဓကိုအများများပွားဖြစ်တယ်။ဘာဖြစ်ကြမလို့ဆိုလားဆိုတော့မနက်တော့ပူဇော်ခြင်းကိုခံတတ်တော့တန်ရအောင်တံဘာတံဘုဒ္ဓဆိုမြတ်စွာဘုရားဉာဏ်တော်ကိုချီးမွမ်းတာကိုတင်ပါဗျာ။ကိုကဉာဏ်လို့လုပ်နေရတဲ့ခါကျတော့အထောက်ကူလည်းရတာပေါ့။မှန်ပါဗျာ။တမူးကြည့်လိုက်တာဗျာဘုမိုးအဲ့လိုကတော့ဗျာကိုမွေးရမြူလဲဘုံအားကြီးကျူးဆက်တာလေးရှိတယ်မွေးရမြီကတော့ဒီလိုပဲပြန်လှုပ်လိုက်ပါညာပေါ့အဲအရိကခုနကပြောပြောသလိုဥုံသားက ခဏရှုအဲ့တို့ဟောတာညမကဘုံကြည့်တော့ဒီပြေတော့တော့တိတ်လို့ဆရာမကြမ်းပါဘူးဟုတ်လား तू อ่ะမထိမ့်ပြီတော့သုံးမျိုး तू อ่ะအဲဒီလိုကမပြီးခင်ခရေကတော့ဘုံကြည့်တော့ရောမှာအလဲလမ်းကြောက်လို့ပြီအော်ဟုတ်ပြီဒီလိုငငယ်ဒီလိုငငယ်တော့ရောမှာတော့ရွာရွာရွာမီးလောက်ခံရလေရအောင်မီးလောက်ခံကြောင်းနဲ့ထက်ကလေးတဲလေးဖြစ်သွားတာပေါ့နော်အရင်တုန်းကအရင်တုန်းကတော့မူရလမ်းကြောင်းပြေတော်သားကြောင်းရှိတယ်ပြေတော်သားကြောင်းတင်မှန်တင်မှန်အဲရွာပြေတော်သားကနေပြတ်သွားတော့ သူ့တစ်ထက်မှာအကြောင်းပြဆောက်ပေးတယ်ပြင်မှာတော့ဖက်အလဲတန်းနေတဖြည်းကြိုးစားတာပေါ့နော်အခုတော့အထက်တန်းကြအောင်ပေါ့ဒီမှာတိုက်နေဆက်ရုပ်သူပြန်လုတ်ပေးတယ်တက်နေဆက်ရုပ်လုတ်ပေးတယ်လားရွာပေါ့နော်နောက်ကြတော့တခါအဲ့နေသားတွေကြိုးမြောင်းဆိုမျက်စိဆေးရုံကြီးပေါ့အဓိကတော့သူ့ဘက်ကောင်းဆောင်ပြီးတော့လုတ်တာပါပဲဒီတော့လာပါတယ်ဖြည့်တော့ဘောနာခေါလာပြောနှမ်းဖြူလောက်ပါလေကျေပါဟောနှမ်းဖြူလေပြောလေအခုဘုံဒီမင်းကမှာဘုံနာတာဘုံမနဲ့ကြီးရစီရတော့ဘယ်နှမရှိသေးလဲဒီเจ้าပါလားတင်ပါ ဒီကြောင့်တော့ဒီလိုအခြေအနေအဲ့ဒါပြောတာပေါ့ဘုံဘုံဒီမှလည်းနောက်ထပ်ဒီတိပိတကရဲ့မူဖွားတယ်ဒီနေရာမှာဘုံဘုံအခြေဆုံးလည်းဖြစ်တော့ဒါဘုံဘုံလူလူပြောတော့ကြောင်းတိုင်နဲ့ပြောတာပေါ့ဘုံဘုံအားလုံးတောင်းဝန်ယူအားလုံးစီစဉ်နေတာနောက်ထပ်မူဖွားဒီကြောင်းရဲ့ဒီမင်းကောင်တိပိတကအကြောင်းရဲ့ထုံးစံကတင်ပါဟုတ်လို့ပေါ့နော်ဒီကြောင်းကတိပိတကပြီးလို့သာဆရာတော်လေးတိပိတကဆိုပြီးအကုန်လုံးကအဖွဲ့နဲ့အုပ်ချုပ်တယ်အော်မာနာရကအဖွဲ့ရှိတယ်။အော်တမန်အဖွဲ့နဲ့အုပ်ချုပ်တယ်။ဒီအကြောင်းလေးပြောပါဦးခင်ဗျာ။အဲအဖွဲ့နဲ့အုပ်ချုပ်တော့ ရေးကြီးကိစ္စဘာညာဆိုရင်တော့အဲ့ဆရာတော်တွေအကုန်လုံးပြင်ပြီးအစည်းအဝေးလုပ်လိုက်တာပေါ့နော်အာတာမန်ချိန်တွေကတော့ခုနပြောလို့ဥဝန်သားကသူအမြဲတမ်းနေတော့သူဝတိကလုပ်ပေါ့ဒီမှာတော့ဒီရောအမြဲတမ်းဆိုတော့ဒီရောလည်းနည်းနည်းစီစဉ်ရရှိစီစဉ်ပေါ့ကျန်တဲ့ဟာတွေကတော့တယောက်တစ်လုပ်တာတော့မဟုတ်ဘူးအဖွဲ့နဲ့အုပ်ချုပ်တာဒီမှာဒီဒီဗီဂန်နီကကမဟာနာကဆရာတော်များအဖွဲ့ဆိုတာလည်းရှိတယ်တိဗိရကနိကာယမဟာနာကအဖွဲ့ဘယ်ဘယ်နှပါနေပုံလဲဟိုတိဗိရကပြီးသားတဲ့ဒီ